Hello တကြဟောအားလုံးမင်္ဂလာပါ AK Lan Channel မှာကြိုဆိုပါရစေ။အဲလို့ရှိဒီနေ့ကတော့ဒီသင်ငန်းစာကြတော့ဒီနေ့ဗီဒီယိုဖိုင်လေးကအဲတရုတ်စကားပြောသင်ငန်းစာကိုပြောပြမှာမဟုတ်ဘောเนาะအခြေခံနေပြီးတော့တရုတ်စာကိုအခြေခံနေပြီးတော့ဒါတစင်ချင်းစီကျွမ်းကျင်တဲ့အထိအခမဲ့ online နေပြီးတော့လေ့လာလို့ရနိုင်မယ့်နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ဘယ်ကနေပြီးလေ့လာမှာလဲဆိုတော့ကိုအလုပ်တစ်ပတ်နဲ့ အဲတင်းနှံမတက်နိုင်တဲ့တူတွေတင်းနှံကြီးအဆင်မပြေတဲ့တူတွေအတွက်ကိုပေါ့နော်အဓိကရည်ရွယ်ပြီးတော့အခြေခံနေတည်ဆင်းခြင်းစီ step by step အာတင်ပေးနေတဲ့ဒါ channel လေးတစ်ခုနဲ့ပြောပြပေးမှာပေါ့နော်အဲ့တော့အဲ့ channel လေးကတော့ဒါတော့ဒီနောက်အစ်စ်ဖွင့်ထားတဲ့ဒါ AK China online AK China online ရဲ့ YouTube channel လေးပေါ့နော်အဲ့အဲ့ channel လေးထဲမှာအခြေခံနေတည်ဆင်းခြင်းစီနေ့စဉ်နေ့တိုင်းဒါကြွမ်းကျင်တဲ့တီကိုလေ့လာလို့ရနိုင်နေပေါ့နော် အဲ့တော့အဲ့ channel လေးကိုဘယ်လိုမျိုးရှာရမလဲဘယ်လိုလေ့လာရမလဲဆိုတော့ဆီပြပြပေးမယ်နော်အဲ့တော့ဆိုတော့အရင်ဆုံးအရင်ဆုံးပါသွားလို့မလဲဆိုတော့ဒီ YouTube channel တွေကိုဝင်မယ်ပေါ့နော် YouTube တွေကိုဝင်မယ် YouTube တွေဝင်ပြီးလို့ရှိရင်ဒါ YouTube ရဲ့ဒီအပေါ်ဆုံး server မှာပေါ့နော်ဒီ server ဆိုလို့ရှိရင် AK Chinese online ဆိုပြီးရိုက်ရှာလိုက်ပေါ့နော် AK Chinese online ဆိုပြီးရိုက်ရှာလိုက်ရင်ဒီလိုမျိုးတွေ့လိမ့်မယ်အဲ့တော့ဒီ channel လေးကိုတွေ့မယ်ပေါ့နော်ဒါဒီ channel လေးတွေ့ပြီဆိုလို့ရှိရင်ဒါငါးပုံစံလေးနဲ့ပေါ့ အဲ့ဆိုရင် subscribe ဆိုတာလေးနှိပ်ချလိုက်ပါဦးနော် ပြီးလို့ရှိရင် all ဆိုတာလေးကိုဆက်ပြီးနှိပ်လိုက်မယ်ပြီးရင်ဒါ channel တွေကိုဝင်မယ်ပေါ့နော်ဒါ channel တွေဝင်မယ်ဆိုလို့ရှိရင်ဒါ video file list တွေ့လိမ့်မယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒါ tools ကပြောဆိုရင်အခြေခံဆိုတဲ့ပြောတင်ငန်းစာစတိအထိ login တင်ပြီးထားတယ်အဲ့တော့ကိုကအခုမှအခြေခံနေစပြီးလေ့လာမှာတယောက်စာကိုတခါမှမလေ့လာဘူးဆိုလို့ရှိရင်ဟိုအောက်ဆုံးကနေပြီးစပြီးလေ့လာရမယ်ပေါ့နော်ဒါအောက်ကိုဆက်ဆွဲချမယ်ဆွဲချပြီးပြီဆိုလို့ရှိရင် ဒါအခြေခံပြီးတရပေါင်ဖန်ဒီသင်ခန်းစာပေါ့ perform for ternal အဲသင်ခန်းစာကိုအင်းလာမယ်အဲ့တော့အဲ့လိုလေ့လာပြီးဆိုရင် နောက်သင်ခန်းစာ ဖြင်းရင်အတန်တုံးသင်္ကေတရှိန်တယောက်တွေကိုဒါတစင်ဆက်ပြီးတော့လေ့လာမယ်ပေါ့နော်ရှိန်တယောက်တွေအကုန်လုံးကိုအတန်တုံးမှန်မှန်ကန်ကန်နဲ့ legend ပြီးပြီးဆိုမှဖြင်းရင် legend 1ပြီးတရပေါင်ဖန်ဒီကိုတွေ့ပြီးတော့လေ့လာမယ်ပေါ့နော်အဲ့တော့ video file တစ်ပုဒ်ကိုလေ့လာတဲ့အခါမှာကိုက video file တပုတ်ကိုပေါ့နော်တင်ငင်းစာတခုကိုတစ်ခေါက်တည်းကြည်စာမျိုးမဟုတ်ပဲနဲ့ပထမဆုံးဗီဒီယိုဖိုင်တင်ငင်းစာလေးကိုနှိပ်ပြီးတော့ဝင်ကြည့်ပေါ့အဲ့တော့ပထမဆုံးဒီမှာပေါ်ပေါ်မပေါ်တင်ငင်းစာလေးကိုနှိပ်ကြည့်အဲ့တော့အဲ့တော့အောင်လားအဲ့တော့အဲ့လိုမျိုးဝင်ကြည့်မယ်ပေါ့နော်ဝင်ကြည့်ပြီဆိုလို့ရှိရင်အဲ့တော့ပါဝင်ပြင်မလဲဆိုတော့တင်ကန်းစာမှာဗီဒီယိုဖိုင်ကအခြေခံပြင်းနေမှာဆိုရင်မိနစ်နည်းနည်းလေးတော့များတယ်ပေါ့နော်30မိနစ်30ကျော်မယ် အဲ့တော့အဲ့တင်ကန်းစာတပုတ်ကိုပထမဆုံးစပြီးတော့ကြည်ကြင်းနဲ့ကြည်နေနဲ့အဲ့ထက်ဆက်လုံးလေးလိုက်ရေးပေါ့စာအုပ်ပေါ်မှာဆက်လုံးလေးလိုက်ကိုရေးမယ်ရေးပြီးပြီဆိုရင်ဒါဗီဒီယိုပိုင်းစာဆုံးနားထောင်ကြည့်ပေါ့နော်နားထောင်ကြည့်ပြီးပြီဆိုလို့ရှိရင်ဗီဒီယိုပိုင်းလေးကိုနောက်ထပ်နှစ်ခေါက်သုံးခေါက်ပြန်ကြည့်မယ်နောက်နှစ်ခေါက်သုံးခေါက်ပြန်ကြည့်တဲ့အခါမှာနားထောင်ရုံပဲမဟုတ်ပဲနဲ့အရှိရနေပြီးတော့အဲရှင်းပြနေတဲ့ရွတ်ပြတိုင်ပြပေးတဲ့ဟာကိုနောက်ကနေတခါလေးလိုက်ရုံဟောတခါလေးအပြင်တင်းနှမ်းမှာ က်ရောက်နေသလိုနောက်ကနေလိုက်ပြီးတော့ရွတ်ပြီးတော့လေ့ကျင့်ရမယ်။အဲ့လိုမျိုးလေ့ကျင့်ပြီးပြီဆိုလို့ရှိရင်အဲ့တော့နောက်ကနေပြီးတော့အဲ့လိုမျိုးလေ့ကျင့်ပြီးဆိုလို့ရှိရင်အစားဆုံးပြန်ပြီးတော့နှစ်ခေါက်သုံးခေါက်လောက်ပြန်ကြည့်ပေါ့။ကြည့်ပြီးပြီဆိုလို့ရှိရင်အဲ့တိုင်းပဲလိုက်လေ့ကျင့်ရွတ်ပြီးပြီဆိုလို့ရှိရင်ဗီဒီယိုဖိုင်လေးကိုပိတ်မယ်။အဲပိတ်ပြီးပြီဆိုရင်ဗီဒီယိုဖိုင်ပိတ်ပြီးတော့အစားဆုံးသင်ခန်းစာကိုဒါဗီဒီယိုဖိုင်မကြည့်တော့ဘဲနဲ့အခေါက်20 30လောက်ပြန်ပြီးတော့များများလေ့ကျင့်ပေါ့နော်။ ဘီးတရတွေအဲ့ဒါအတန်အတွက်မှန်မှန်ကန်ကန်နဲ့ပြပြတတ်တာနဲ့ရုပ်ဆိုနိုင်တဲ့ ठी ကိုလေ့ကျင့်မယ်အဲလေ့ကျင့်လို့ပြပြဆိုမှနောက်နေ့မှာဒါရှိန်တယောက်သင်ခန်းစာကိုနောက်သင်ခန်းစာတစ်ခုကိုဆက်ပြီးတော့လေ့ကျင့်ပေါ့နော်အဲ့တော့ profile new ကိုကဒီအမြန်စောနဲ့သင်ခန်းစာတစ်ခုကိုမပိုင်နိုင်မဲနဲ့နောက်သင်ခန်းစာတစ်ခုကိုမကူးနဲ့ပေါ့နော်သင်ခန်းစာတစ်ခုကိုပိုင်ပိုင်နိုင်နိုင်လေးဖြစ်အောင်အရင်လေ့ကျင့်မယ်ဒါလေ့ကျင့်ပြပြဆိုမှနောက်သင်ခန်းစာတစ်ခုကိုဆက်ပြီးတော့သွားမယ်အဲ့တော့အခြေခံပြင်းရေးလေ့လာတဲ့အခါမှာ စိတ်ရှိဖို့လိုတယ်ဆွဲရှိဖို့လိုတယ်ပေါ့နော် ပြီးရင်လေ့ကျင့်မှုအားကောင်းဖို့လိုတယ်ဒါမှသာလေအခြေခံပြင်းအတန်အတွက်သင်ခန်းစာတွေကိုပိုင်ပိုင်နိုင်နိုင်နဲ့အတန်အတွက်မှန်မှန်ကန်ကန်နဲ့ဒါတက်မြောက်သွားမယ်ပေါ့နော်ပြီးရင်သင်ခန်းစာအလုံးဆိုရင်ဒါသင်ခန်းစာ lesson 14ပေါ့အဲ့တော့ဘီတရပေါင်ပန်နီရဲ့အရှိန်တယောက်သင်ခန်းစာတွေအားလုံးရဲ့ဆိုရင်သင်ခန်းစာဗီဒီယိုပိုင်း၁၆ပုတ်ရှိတယ်အဲ့ဒီ၁၆ပုံလုံးကိုပိုင်ပိုင်နိုင်နိုင်နဲ့အားလုံးကိုအရသွားပြီဆိုရင်ဖြင်းနဲ့ပတ်သက်ပြီးတော့ဘယ်စလုံးဆိုကောင်းကောင်းမွန်မွန်ဖတ်နိုင်သွားပြီပေါ့နော် မြန်မာအတန်အတွက်ဒီလုံးဝကြည့်စရာမလိုဘူးဖြင်းကိုကောင်းကောင်းဖန်နိုင်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဖြင်းကောင်းကောင်းရသွားပြီဆိုရင်ဒါတရုပ်စကယ်ပြောတင်ခန်းစာဒါအခြေခံ basic စကယ်ပြော lesson 1ရနေပြီးတော့စာကြည့်မယ်အဲ lesson 1ပြီးရင် lesson 2ဆက်ပြီးတော့လေ့လာမယ် lesson 2ပြီးရင်3ဆက်ပြီးလေ့လာမယ်အဲ့တော့တစ်စင်ချင်းစီတစ်ပုတ်ချင်းစီတစ်ပုတ်ချင်းစီကိုအစဉ်လိုက်လေးမကျော်ပဲနဲ့လေ့လာသွားမယ်နော်လောလောဆယ်မှာစကယ်ပြောတင်ခန်းစာ7တိတင်ပြထားတယ်အဲ့တော့ ီစကေဘောတင်ငန်းစာအားလုံးဆိုလို့ရှိရင်ဒါပြီးတော့ပိုင်ထောင်နဲ့ချီပြီးတော့နေ့စဉ်တင်ပြလို့ရှိတယ်ပေါ့နော်ပြီးရင်ဒီ channel မှာဆိုရင်တရုတ်စာရင်းနှီးတင်ငန်းစာကိုလည်းအခြေခံစုပ်ချက်ရေးဆွဲနေရနေပြီးတော့တင်ငန်းစာတစ်ခုချင်းစီကိုဒါတခြားလေးတွေကြွညင်ပန်းနေအောင်ရေးနိုင်ပန်းနေအောင်လည်းတစ်ခုချင်းစီတစ်ခုချင်းစီနေ့တိုင်းတင်ပြသွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုက online နေပြီးတော့တရုတ်စာ လေ့လာနေတယ်ဆိုလို့ရှိရင်ဘယ်အစလေ့လာမှမသိဘူးဆိုရင်ဒီ video ဖိုင်လေးကိုအစဆုံးကြည့်ပြီးတော့အာ အခြေခံဖြစ်ရင်သင်ငန်းစာပေါ်ပေါ်မပွားနေစပြီးတော့လေ့လာမယ်ပြီးရင်များများလေ့ကျင့်မယ်ပြီးရင်နောက်သင်ငန်းစာတွေကိုတစင်ချင်းစီမကြော်ဘဲနဲ့လေ့လာမယ်ပေါ့နော်အဲ့လိုမျိုးလာပြီဆိုလို့ရှိရင်ရေးသားနည်းတွေရောကိုကသင်ကျင်နေဆိုရင်ရေးသားနည်းဗီဒီယိုဖိုင်တွေကိုလည်းတနည်းကိုတစ်ပုဒ်တစ်ပုဒ်လေ့ကျင့်မယ်လေ့ကျင့်ပြီးဆိုလို့ရှိရင်ရင်းနှီးသင်ငန်းစာတွေကိုကိုယ်တိုင်စာအုပ်ထဲမှာချပြီးတော့ရေးမယ်ပေါ့နော်အဲ့တော့ကိုကအခြေပြရမယ်နေ့စဉ်စူးစမ်းပြီးတော့ဆွေးရှိရှိနဲ့အချိန်ပေးပြီးတော့များများလေ့ကျင့်ပြီးတော့ များများရေးမယ်များများပြောမယ်များများလေ့လာမယ်ဆိုလို့ရှိရင်ဒါ6လတစ်နှစ်အတွင်းမှာဆိုလို့ရှိရင်တရုတ်စကားပြောကိုကျွမ်းကျင်ခြင်းခြင်းနဲ့ခေါင်းခေါင်းမုံမုံပြောဆိုနိုင်လာလိမ့်မယ်ဖြစ်တယ်ပေါ့နော်လော်ရှယ်လည်းနေ့စဉ်မပြတ်နေ့တိုင်းဒီလိုမျိုးပညာဒနာဗီဒီယိုဖိုင်တွေကိုဆက်ပြီးတော့ဒါတင်ပြဖို့ပြင်ဆင်ထားတယ်ဗီဒီယိုဖိုင်တွေလုတ်ထားရလဲအများကြီးရှိတယ်ပေါ့နော်ဒီနေ့ကိုတပုတ်နှစ်ပုတ်အဲ့လိုမျိုးပုံမှန်အနည်းဆုံးတော့တပုတ်တော့ပုံမှန်တင်ပြနေတယ်ပေါ့နော် ဒါကြောင့်မလို့ဒီသင်ကန်းစာတွေမှာဒီ channel မှာဆိုလို့ရှိရင် HK စကားပြောသင်ကန်းစာတွေလည်းပါမယ် level 1 HK level 2 HK level 3 HK level 4 HK level 5 HK level 6ဒီကိုအကုန်လုံးဒီ channel မှာသင်ကန်းစာတွေရော grammar ရှင်းလင်းချက်တွေရောရေးသားနည်းတွေရောအကုန်လုံးတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီဥစ္စာကိုကိုက online နေပြီးတော့အခြေခံနေလေ့လာမယ်ဆိုရင် AK Chinese Online Class ရဲ့ YouTube channel ကို subscribe နေပြီးတော့ video file လေးတွေကိုနေ့စဉ်တပုတ်ချင်းစီ နေရမပြတ်များများလေ့ကျင့်ပေါ့เนาะအဲ့တော့ကိုလက်ရှိလုပ်ငန်းနဲ့ပတ်သက်ပြီးတော့သိကျင်တာလေးရှိလို့ရှိရင်လည်းဒီ YouTube ရဲ့ comment မှာဒါကိုသိကျင်တဲ့လုပ်ငန်းသုံးအခေါ်လေးတွေမှတ်ထားပေးခဲ့လို့ရတယ်လို့ဆိုအားတဲ့အချိန်ဒီမှာ video ဖိုင်လေးတွေပြန်လုပ်ပြီးတော့ရှင်းပြပေးမှာပေါ့เนาะအဲ့တော့ AK Lan Chain နဲ့မှာဒါ page မှာ Facebook page မှာရော AK Lan Chain ရဲ့ Over YouTube channel မှာရောအားပေးနေတဲ့သူတွေအားလုံးကိုလည်းလို့ဆိုသူပဲကျေးဇူးတင်ရှိရယ်အဲ့တော့နောက်နောက်လည်းဒီချက်မကပို့ပြီးတော့ပညာဒနာ video ဖိုင်လေးမျှဝေပေးနိုင်အောင်လည်း အဲ့လိုရှိစူးစမ်းနေတယ်ပေါ့နော်ဟောအမြဲတမ်းအပြစ်ချစ်ခင်ကြတဲ့တယောက်ချင်းတိုင်းကိုအတူပဲကျေးဇူးတင်ရှိပါတယ်နာဝမန်ဆရာစစ်ကြံဆက်ဆက်တာကြ